မြန်မာနိုင်ငံမှာလက်နက်ကိုင်ဖွဲ့စည်းတွေအလွန်တရာပေါ်များရခြင်းအကြောင်းတရားကဘာကြောင့်လဲဆိုတဲ့အပေါ်အဖြေရှာပြီးဖြည့်ရှင်းတင်ကြောင်းစီးရဲနဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြကြပါတယ်။1940ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကနေဖြစ်ပေါ်လာတဲ့နိုင်ငံရေးအစတဲတွေမှာလက်နက်ကိုင်ပြဿနာတွေစတင်ပေါ်ပေါက်လာကလက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးနေစဉ်အတွင်းမှာပဲလက်နက်ကိုင်ဖွဲ့စည်းတွေပေါ်များလာခဲ့တယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCAS မှဥက္ကရာဗိုလ်မှူးကြီးခွန်ဥက္ကာကရှင်းတဲ့သတင်းဌာနကိုပြောပါရစေ။ဒီတော့ 放到我個水果，仲有等住啊！有那嘢等地出那个情況？但住咧广道理喎，一啲講道理嘅咁樣就冇冇啲嘅，一啲講道理嘅先話即这個。比如當做我嘢學嘅，你格參加一個，比如當南美嘅看咩？南 <noise> 美，比如當做做咩嘢冇聽？生意咧，同我哋呢個講得啲嘛，啥啊，三唔一樣啦。比如話即係個，全部講我，跟住呢啲咪少部。比如當做咩比如就係南美咩嘢通過呢個？ မယုံမပါလောက်ခဲ့တဲ့သဘောပါတဲ့ခါကျတော့ the founder of the country ကရပ်တနာအိမ်မှာရှိတာစစ်တရားဆက်ပြီး community body ပတ်ထွက်တယ်ကရင်တဘုံထားတယ်လက်နက်ကင်ပွဲကအခုချိန်ကြီးပါအနည်း90ကျော်ရှိတယ်လူလာကြီးကလာမှတခါမှကောင်းကောင်းမွန်မွန်လွတ်လာရတယ်ဒီမိုကရေစီခွင့်ရပြေဝရရတာမရှိဘူးအစမကောင်းလို့အနောက်ဟုတ်ပြကြတဲ့သဘောပါစာရင်းကအပြင်ဆုံးစာချုပ်လည်းကောင်းထင်မဖို့ ဖွဲ့စည်းပုံကလည်းဟိုပါဗောနည်းနည်းရိုးပါပါမဟုတ်ဘူးဗောလေဖွဲ့စည်းပုံကနေဖြစ်ပေါ်တဲ့နိုင်ငံရေးကြက်တဲတွေဖြစ်လာပြီးတော့လက်နက်ကင်တက်လာတယ်အဲ့ဒီကစလာဗော မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်က NND အစိုးရကို2020ထွေထွေရွေးကောက်ပွဲမဲစင်းအငင်းပွားမှုအားဖြည့်ရှင်းပေးဖို့တောင်းဆိုနေတဲ့အချိန်အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကာမြန်မာတက်မတော်မှဖြုတ်ချခဲ့ပါတယ်။အဲ့ဒီနောက်နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာပြီးမြန်မာတက်မတော်ကအုပ်ချုပ်လာခဲ့ရာလက်နက်ကင်အင်အားစုတွေမှာတော်လန်ရေးကိုဆင်နွှဲကမြန်မာတက်မတော်ကိုဖြုတ်ချရေးကြိုးပမ်းနေပါတယ်။လက်နက်ကင်ချင်းအပြင်အကျိုးစီးပွားဖြစ်လာတာသိကြတဲ့အတွက်လက်နက်ကင်အုပ်စုတွေဟာမလိုလားအပ်ပဲနဲ့ပိုပြီးများလာတာတွေ့ရကြောင်းရန်ကုန် ကြီးအဖွဲ့တည်ထောင်သူဒေါက်တာညိုညိုအသင်းကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်ဒီကနေ့ကတော့ဆက်ပြီးနိုင်ငံရေးပြောင်းလဲမှာလက်နက်ကိုင်တွေအဲအားစုတွေများလာတယ်။မိတ်နိုင်ငံရေးရယူဆမတူကြတာတွေဒီတက်မတော်အာဏာယူတဲ့အပေါ်မှာမလိုလားအပ်တဲ့ဝိထက်တိုင်းမှုရှိနေတာလေ။ဒီမှာမူတည်ပြီးတော့လက်နက်ကိုင်အားစုတွေ ရလာခဲ့တယ်ပေါ့။နိုင်ငံရေးပြဿနာနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့ကြိုးစားကြတဲ့အပိုင်းမှာပဲအပြီးပြီးကအားနည်းခဲ့ကြတယ်။ဒါကြောင့်မလို့ဒီလူလူလူအနေနဲ့ကလည်းပဲဖက်ဖက်ကဟိုဖက်အပြီးပြီးကကိုယ့်ဘက်ကိုအကျိုးကြီးွားဖြစ်စေတဲ့တည်င်းတွေကိုပဲတင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတို့ရဲ့တည်င်းမှန်သိရှိမှုလုံးကမိန့်ဆုံးစင်ရောက်သွားတယ်။တည်င်းမှန်တွေကိုရရှိမှုအပိုင်းကအင်မတန်အားနည်းတဲ့အတွက်ကြောင့်မလို့အထင်မြင်လွဲမှားမှုတွေပိုဖြစ် လာတယ်။ဒါကြောင့်မလို့လက်နက်ကင်ပရိပခါတွေများလာတယ်။လက်နက်ကင်ပရိပခါအပေါ်မှာမူတည်ပြီးတော့အကျိုးစီးပွားတွေဖြစ်လာတဲ့အုပ်စုတွေလည်းအများကြီးပေါ်လာ ဲ့တော့လက်နဲ့ရသွားတဲ့အခါမှာစီးပွားဖြစ်လာတဲ့အုပ်စုငယ်တွေအများကြီးဖြစ်လာတယ်။အာလက်နဲ့ကို မဆော့လို့ချင်လောက်အောင်ဖြစ်လာတဲ့နိုင်ငံရေးကြီးရဲ့ချက်အရာလက်နဲ့ကင်ကြတာမှန်တော်လေးပဲ။လက်နဲ့ကင်ခြင်းအဖြစ်အကျိုးစီးပွားဖြစ်လာတယ်ဆိုတာသိကြလာတဲ့အတွက်ကြောင့်မလို့လက်နဲ့ကင်အုပ်စုတွေကမလိုလားအဖယ်နဲ့ပို့ပို့ပြီးတော့များလာတာကိုတွေ့ရတယ်။နာဆာကလက်ထက်2020တခုနှစ်မှာလက်ရှိအချိန်အထိအစိုးရဌာနဆိုင်ရာတွေနဲ့လက်နဲ့ကင်ဆောင်ထားတဲ့အဖွဲ့အစည်းတွေအားလုံးဟာကိုကျိုးစီ းပွားကိုပုံမိုလှုပ်ဆောင်လာကြကြောင်းစီရင်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။အဲ့ဒီအပြင်လက်နက်ကင်အင်အားစုတွေဟာအရင်ထက်ပုံမိုပေါင်းများလာတဲ့အပြင်သူတို့တပ်ဆွဲရာဒေသတွေမှာအခွန်ကောက်ခံမှုအပါအဝင်ဒေသတွင်ရှိတယန်ဇာတာတွေတူးဖော်ကွင်းပြုခြင်းတပ်ထုတွင်များတူးဖော်ခြင်းလက်နက်ရောင်းချခြင်းမွေးရစေဝါမှောက်ခိုကူးခြင်းအပြင်အခြားသောအကျိုးစီးပွားတွေကိုလည်းတွင်ကျဲစွာလှုပ်ဆောင်လာနေကြပါတယ်။လက်ရှိအချိန်ထိမြန်မာနိုင်ငံမှာတည်ရှိနေတဲ့လက်နက်ကင်အင်အားစုတွေရှော့ချရေးနဲ့ပပျောက်ရေးအတွက်ဆောင်ရွက်နိုင်တဲ့နီလန်နဲ့အဖြေကိုရ ရှာမတွေ့သေးပါဘူး။